ားလုံးပဲမင်္ဂလာပါရှင်။အာစီတုတ္တဆောင်ရတ္တဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမတော့ခင်ဦးဖြစ်ပါတယ်။ဒီတစ်ခါမှာတော့အရင်တစ်ခေါက်ဖတ်ပြခဲ့တဲ့ဆရာမကျူရဲ့မိမတယောက်ရဲ့ဖွင့်ဟာဝန်ခံချက်ဆိုတဲ့ဝတ္ထုလေးကိုအပိုင်း22အနေနဲ့ဆက်ပြီးတက်ဆက်ပေးသွားကြပါမယ်။ခံစားနာစင်ကြည့်ကြပါဦးနော်။မောင်ကကျမထက်ပို၍မောင်ပညာကိုဦးစားပေးခဲ့သောအချိန်များတွင် ကျမဘက်ကတက်နိုင်သမျှရေငုံနှုတ်ပိတ်လှယောနာလဲပေးခဲ့တော်လဲကျမကမောင်းထက်ပို၍ကျမပညာကိုဦးစားပေးသည်ဟုအမောင်းချင်လာသောအချိန်တွင်အတ္တကြီးသောမောင်ကလုံးဝသိင်းကြီးမခံနိုင်ခဲ့ပေကျမကမောင်းနှင့်ပတ်သက်သမျှသမိုင်းဆိုင်ရာမနုဿဗေဒဆိုင်ရာသူတေသနာစာအုပ်များကိုအနှင်းငယ်များဖြစ်စေနားလေသဘောပေါက်စေရန်မောင်းနှင့်အတူလမ်းကြောင်းတစ်ခုထဲမှအထင်ငော့မရှိလိုက်ပါနိုင်ရန်စူးစမ်းကြိုးစားခဲ့ရတော်လဲ မောင်ကတော့ကျမ၏စိတ်ပညာနှင့်ပတ်သက်၍နည်းနည်းမှစိတ်ဝင်စားပဲတစ္ဆလက်ခတ်ထားခဲ့သည်ဒေါက်တာအာစီမရွန်သားကိုကျမသိသလိုမောင်ကအိုင်ယန်တော်နယ်ကိုမသိရကောင်းလားဟုကျမနှိုင်းရှင်တွက်ကလူချင်းမရှိပါသို့တော်မောင်သည် မောင်စနီးတဲ့ဤပညာအရေးချင်းမြင့်မာရေးအတွက်ဝိုင်းဝန်းကူညီမပေးနိုင်ရင်တောင်းတာစီပိတ်ပီခြင်းမပြုသင်ဟုကျမထင်သည် ယခုတော့ကျမမြန်မာနိုင်ငံမှာ MSCOG စက်တက်ဖို့စာမေးပွဲဖြေရန်စူးစမ်းနေကြောင်းမောင်းသိသွားတော့အချိန်မှစ၍ကျမတို့နှစ်ယောက်ဤအကွယ်ကြောင်းပုံမူကြီးမလာခဲ့သည်တနေ့တော့စာကြည့်ကန်းထဲမှာစာဖတ်နေကြ gain မောင်က MSC အကြောင်းစကားဆလာသည်ကျွန်တော်သွားတော့မယ်ဆိုတာတိတိကြီးနဲ့နှစ်ယောက်ဒီမှာကြာရှည်အမြင့်တွေဖို့စိတ်ကူးနေတာပေါ့နော်မောင်မျက်လုံးမှာအံ့ဩတုန်လှုပ်မှုကိုမြင်ရလျင်ကျမမောင်ကိုပျော့ပြောင်းနူးညံ့စွာဖြည့်ရှင်းမိမိဖြစ်တော်လဲ မောင်မြဝန်းထဲကစိန်ခေါ်သည့်အရေးရောင်များကြောင့်ကျမတိတ်ဆိတ်စွာငြိမ်သက်နေခဲ့မိသည်အမစီကဘလောက်ကြာမှလဲနှင်းနောက်သက်တစ်နှစ်ပြည့်မှဝင်ခွင့်ပြေရမှာပါဖြည့်ပြီးအောင်ရင်နှစ်နှစ်ဆက်တက်ရမှာပေါ့မောင်ကကျမမျက်လုံးထဲသို့စိုက်ကြည့်၍ပြုံးသည်တကယ်လို့တခါဖြစ်ုံနဲ့ဝင်ခွင့်မအောင်ရင်နှင်းအဲ့ဒီကိစ္စကိုဆွတ်လွတ်နိုင်မလားကျမမောင်ကိုမျက်လုံးချင်းဆုံ၍ကြည့်ပြီးပြန်ပြုံးပြလိုက်ပါသည် မဆွတ်လို့ဘူးဆက်ပြေးမှာမောင်မျက်နာတွင်အပြုံးပြောက်သွား၏ဒီတော့ကျွန်တော်နောက်ကိုလိုက်လာပို့ရအောင်ကျမမျက်လွာချ၍စာအုပ်ကိုသာငေးဆိုင်ကြည့်နေလိုက်ပါသည် မောင်ကကျမထံမှအပြေမရတော့ကြောင့်သူ့ကလထိုင်မှထလာက ကျမကလထိုင်အနည်းသို့ရောက်လာသည်မြမနိုင်ငံမှာအထုကုဆရာဝန်တွေတော်တော်နေနေတယ်ကျမကအေးစိတ်တည်ငြိမ်စွာဖြည့်ရှင်းဖို့ကြိုးစားတော်လဲ မောင်ကကျမစာအုပ်ကိုပြုံးခနဲပုတ်ပစ်လိုက်လေသည်မြန်မာနိုင်ငံမှာဆက်ဝင်နေတာများတာကျွန်တော်မင်းနေတာမဟုတ်ဘူးနှင်းနှင်းကျွန်တော်နောက်ကလိုက်ဖို့စိတ်ကူးရှိသလားဆိုတာပဲကျွန်တော်သိချင်တယ်ကျမသည် မောင်၏အတားနှင့်တကူကောင်းစိတ်ဓာတ်ကိုရုတ်တရက်ထိတ်လန့်နာကြည့်သွားကမောင်မျက်နှာကိုမော်ကြည့်လိုက်မိပါသည်မောင်၏မျက်လုံးများသည်ဒေါရဖြင့်ကြမ်းကြုတ်စွာတောက်ပနေ၏မောင်မျက်လုံးမှာကျမတစ်ခါမှသတိမထားမိခဲ့တော့အာနာကိုမြင်ရသည် ကိုကလည်းမောင်ကိုတခါမှမမေ့ဘူးတဲ့မိကိုတခုပြန်မေးချင်တယ်တကယ်လို့ကိုဒီမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပြီဆိုရင်မောင်ကဟိုကနေပြန်လာပြီးကို့အနားမှာနေပြီးကိုစိတ်ကူးရှိသလားမောင်ကနှခမ်းတုံ့ရွေ့ပြုံးလိုက်လေသည်လုံးဝစိတ်ကူးမရှိပါဘူးကျမရင်ထဲမှာကြင်ခနဲနာသွား၏ဆိုလိုတာကမောင်နောက်ကိုယ်တော့ကိုမလိုက်ဘူးဆိုရင်မောင်နဲ့ကွဲရတော့မယ်ပေါ့ဟုတ်တယ်နင်ကျမအန်တင်းတင်းကြိတ်က စာအုပ်စီတို့မျက်နှာပြန်လွှဲယူလိုက်။မောင်ကကျမ၏လေကုန်းမစပင်များကိုလက်ဖြင့်ဆူစည်းကစော့ကစားနေသည်။ကျွန်တော်ဒီမပြန်လာသည်။နှင်းနဲ့ကျွန်တော်ဝင်းနေကြရတော့မှာပေါ့။အဲ့နှစ်အပိုင်းချကိုကျွန်တော်မခန့်မှန်းနိုင်ဘူး။15နှစ်ဖြစ်ခြင်းဖြစ်မယ်။နှစ်30ဖြစ်ခြင်းဖြစ်မယ်။ကျွန်တော်ကနှင်းရှိရာကိုလာဖို့ထက်နှင်းကကျွန်တော်ရှိရာကိုလိုက်ဖို့ကျွန်တော်စိတ်ဝင်စားတယ်။ဒီတော့နှင်းနဲ့ကျွန်တော်နီးစပ်ဖို့အတွက် နှင်းရဲ့ပညာကအနှောက်အယှက်ဖြစ်ရမှာမျိုးကျွန်တော်လက်မခံနိုင်ဘူး။ဟိုးရောက်ရင်ဒါထက်မကတဲ့ပညာတွေလည်းနှင်းတင်နိုင်ပါလိမ့်မယ်။ကျမရင်ထဲမှာနာကျင်ယုံများမကခါသီးလာ၏။ဒါပေမဲ့ကိုဒီမှာ MSCOG ဘွဲ့ရအောင်ယူမယ်။တိုးတိတ်စွာကျမပြောတော့မောင်ကစုကင်ထားသောစပေများကိုလွှတ်ချလိုက်လေသည်။ကျွန်တော်မေးတဲ့မေးခွန်းနှင်းလုံးဝမဖြေသေးဘူး။နှင်းကျွန်တော်နောက်ကိုလိုက်လာဖို့စိတ်ကူးရှိသလား။ မောင်မေကိုမှအနိုင်ကျင့်မှုကို ကျမထင်ထင်ရှားရှားခံစားနေရသည်မိမိအတောက်ကိုလျှော့ချပြီးကျမအနီးမှလာနေပေးဖို့လုံးဝစိတ်ကူးမရှိကြောင်းပြက်သားရဲတင်းစွာမောင်ဘက်ကကြင်ညာပြီးသည့်နောက်ကျမကမောင်နှောက်ကိုလိုက်ဖို့ဆန္ဒရှိနေပါသည်ဟုဘလို့အောက်ကြားမှုမျိုးဖြင့်ပြောထွက်နိုင်ပါမလဲမောင်ပြက်သားသလိုကျမပြက်သားလိုက်လေကျမတို့နှစ်ယောက်တသက်လုံးဝေးကြရမှာလားဒီလောက်အတ္တကြီးသောတကူကောင်းစိတ်ဖြင့်ဆုံးမအနိုင်ယူလို့ရောယောက်ျားကို ကျမမဝေးနိုင်ဘူးလားကျမဒီမောင်ကိုအញ្ញံခံလို့စိတ်နဲ့အရှုံးပေးလို့စိတ်နှစ်မျိုးရောရှက်ကဘယ်အဖြေကိုပေးရမလဲဟု မသိနိုင်အောင်ရှိတော့သည်ဒီအဖြေလေးပေးဖို့အတွက်နင်းပါရီစဉ်းစားကြရလို့လို့လေနင်းကျွန်တော်နောက်ကိုလိုက်မလားမလိုက်ဘူးလားကျမစိတ်တင်ကြက်စွာဝမ်းနေလာ၏ခုမှကို့ကိုချစ်တဲ့စာဖက်ပရိသတ်လည်းရှိသေးတယ်မောင်ကစိတ်မရှိနိုင်သလိုစုတ်တက်လိုက်လေသည် ဘာဖြစ်လို့အပေါ်စကားတွေနဲ့ဝိလက်ကြောင့်မလုံနေရလဲဒါရီကျွန်တော်သိပြီးသားပဲဒါပေမဲ့မောင်ကိုအလုပ်ကိုတော့ထည့်ထွက်ဖို့ကောင်းတာပေါ့နေ့အလုပ်ကဒီမှနေမှလုံလို့ရတဲ့အလုပ်မှမဟုတ်ပဲဘယ်နိုင်ငံရောက်ရောက်ကိုစူးစမ်းနေသည်မြဆရာဝန်မှလူနာရှိတယ်စာရေးဆရာမှပြည့်သက်ရှိတယ်ဒါဖြင့်မောင်လည်းဒီမှနေရင်မောင်အလုပ်ကိုလုံလို့ရတာပဲမောင်ဒီတခဏတိတ်ဆိတ်သွားကသူ့ကလထိုင်ကိုကျမအနီးသို့ရွှေ့ယူလိုက်၏ နှစ်ရံကျွန်တော်တို့ကပ်နေရလားဒါမှမဟုတ်မာနထားနေရလားနှုံညံ့စွာမေးသည်ကျမမဖြေပါမောင်ကကျမလက်ဖမိုးကို သူ့လက်ဖွားဖြင့်ဖောဖွားကလေးအုပ်လိုက်သည်ကျွန်တော်ပုံမွေလင်းလင်းဖြေခဲ့ပြီးပြီပဲကျွန်တော်ကတခုဆုံးဖြတ်ပြီးရင်ဘသူကြောင်းမှမဖြတ်နိုင်ဘူးကျွန်တော်ဒီမှာမနေဘူးလို့ကျွန်တော်ဖြေပြီးပြီကျွန်တော်ဒီမှာအလုံးလုံးလို့မရဘူးထင်လို့ကျွန်တော်ဖြေပြီးပြီနှင်းဖြေဖို့ပဲကြံတော့တယ်ကျမမောင်းလက်မှယုံထွက်လိုက်၏ ဒါပေမဲ့မောင်ဆုံးဖြတ်ချက်နဲ့ကို့ဆုံးဖြတ်ချက်ဆန့်ကျင်မဲ့ဖြစ်နေရင်ဘာလုပ်မလဲမောင်ဘက်ကလျှော့မလားမောင်မလျှော့ဘူးလေဒီတော့မောင်ကို့ကိုဘာများမင်းစရာလိုသေးလို့လဲနင်းလိုက်ခဲ့ရမယ်ဆိုတဲ့အမိန်ပေးလိုက်ဖို့ပဲရှိတာပဲမောင်ကအာနာမတုံးချင်ဘူးလို့ပညာရှိပုံစံချိုးချင်နေတာလားကျွန်တော်ကနှစ်ရက်စနာကိုသိချင်တာဒါပေမဲ့အဲ့ဒီစန္နာကကိုလိုနှစ်ယောက်ရှိရေးအတွက်အဆုံးဖြတ်ပေးမယ် အထက်ကအချက်မှမဟုတ်ပဲမောင်ရဲ့အထက်ကမောင်ဆန္နာလီကိုဆန္နာဆိုတာဘမအသုံးကျလို့လဲကျမသည် နာကျင်နှင့်သီးစွာရေရွတ်မိ၏ကိုမောင်နောက်ကိုလိုက်ချင်ပါတယ်ဆိုတဲ့အညံ့ခံမှုမျိုးကို မောင်ရတာရှိရှိကြားချင်နေတာမဟုတ်လားဒါကြောင့်လားမေးဖို့မလိုအပ်တဲ့မေးခွန်းကိုခဏခဏမေးနေတာပေါ့ထိန်ချုပ်ထားလျက်က ကျမအတန်တုံ့ပြန်သွား၏မဟုတ်ပါဘူးနေရဲ့နေလိုက်ဖို့စိတ်ကူးရှိတယ်ဆိုရင် နှစ်ရက် MSC ဘွဲအတွက်ကြားမဲ့အချိန်နဲ့ကျွန်တော်ကြောင်းထက်ဖို့ကြာမဲ့အချိန်ကိုနှိမ့်ချချင်လို့ပါ။နှစ်ရက်သုံးနှစ်ကြာမဲ့ဆိုရင်အဲ့ဒီသုံးနှစ်မှာနှင်းကိုခေါ်ဖို့မကြိုးစားတော့ပဲ။တခြားဘက်မှာအေးအေးဆေးဆေးအာရုံစိုက်ကြိုးစားနိုင်တာပေါ့။ငငန်ကြားမှာက အချိန်ကိုနည်းနည်းမှအတင်းဆောင်ခံတာမဟုတ်ဘူး။ကျမသည်စာအုပ်ထရစာကြောင်းတွေကိုကြည့်နေလျက်ကမြင်ကွင်းဝါးသွားသည်။ကျမမျက်လုံးမှာနှိမ့်ရည်များပြည့်စုံလာခဲ့ပါသည်။ လိုက်ဖို့စိတ်ကူးရှိပါတယ်လို့ကျမဖြေရမှာလားတသက်လုံးမောင်းကိုအညံ့ခံလာတဲ့မိမကဘာမှမဖြစ်စလောက်တဲ့အရှုံးပေးမှုလေးကြမှာတုံ့ဆုံနေပြီလားဖြေလိုက်ပေါ့မောင်းကိုမခွဲနိုင်ပါဘူးမောင်းနောက်ကိုလိုက်ခဲ့မှာပါလို့ဖြေလိုက်လေအမှန်ကိုဖြေလိုက်လေတို့တော့ကျမအန်ကျိတ်ကတင်းမနေမိသည်ကျမမလိုက်ဘူးဆိုရင်လေမောင်းဆုံးဖြတ်ချက်ကိုမပြေနိုင်ပဲဝေဂျာစတန်ဟု မောင်ဘက်ကရက်ဆက်စွာစိန်ခေါ်ပြီးမှကျမကအညံ့ခံမှလားမောင်ကတော့ဝေးနိုင်ပါတယ်ဆိုတာသိသိကြီးနဲ့ကျမကတော့မဝေးနိုင်ပါဘူးလို့ဒူးထောက်ရမှလားမဖြစ်နိုင်ပါဘူးကျမမောင်ကိုလုံးဝအညံ့မခံနိုင်ဘူးဘသူဟာဘသူအတွက်တန်ဖိုးကြီးနေတယ်လဲဆိုတာအခုချိန်မှာမောင်သိနေစေရမယ်ကိုဒီနိုင်ငံမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပြီသူစကားကိုအေးဆက်စိန်ငါးစွာ ကျမပြောပြသည့်နောက်တွင် ကျမ၏မျက်ရည်များခန်းချောက်သွားပါသည်။တလောကလုံးသည်ကြောက်မွဖွယ်တိတ်ဆိတ်သွား၏။ကျမဘေးမှာမောင်းရှိမနေသလိုပင်ကျမတယောက်တည်းတည်တံ့ဖြစ်သွားသည်။စက္ကန့်မောင်းများစွာတိတ်ဆိတ်နေပြီးနောက်မှာမောင်းကဝုန်းခင်းနေထားရလိုက်၏။မောင်းသည်ကျမ၏အဖြေကိုမယုံကြည်နိုင်သလိုကျမဘေးနားမှာတောင့်တင်းစွာ မတ်တက်ရက်လျက်လက်ဖွားတစ်ဖက်သေးသို့လက်သီးဖြင့်၃လေးချက်ဆက်ထိုးလိုက်လေသည်။မဖြစ်နိုင်ဘူး။ ဒါနှစ်ရက်ဆန္ဒအဆက်အမမဖြစ်နိုင်ဘူး။ကြားရသည်ဆိုုံကလေးတိုးတိတ်အက်ကွဲစွာ ရေရွတ်လိုက်သောမောင်တန်ကြောင့်ကျမနာကျင်လျက်ကပြုံးလိုက်မိသည်။ဟုတ်တာဘောမောင်ရဲ့။နင်ဟာမောင်ပေါ်ဘလောက်လိုက်ရောတယ်။ဘလောက်အညံ့ခံတယ်ဘလောက်ချစ်တယ်ဆိုတာမောင်သိဆုံးပေါ့။ကျမ၏စကားသည် ကျမ၏ဆန္ဒအစဲ့မှမဖြစ်နိုင်ကြောင်းမောင်မှန်ကန်စွာ တွတ်ချက်တတ်မှာပေါ့။တနင်းအိမ်ကမောင်အမိန်နဲ့အသက်ရှင်နေတဲ့မိန်းမလေး မောင်မျက်နှာညုံမကိုတရမှထက်ကြောက်တဲ့ခန့်ညံ့ညံ့မိန်းမလေးဒီလိုမိန်းမကဒီလိုပြောရဲဆိုတော့မောင်အံ့ဩရမှာပေါ့ဒါပေမဲ့ဆန်းနှားနဲ့ဆုံးဖြတ်ချက်ဟာတခြားစီစန့်ကျင်ပဲဖြစ်နေကြတာပဲဒါမဆန်းပါဘူးကျွန်တော်ဒီမှာလုံးဝမနေနိုင်ဘူးဆိုတော့နှင်းတည့်ရက်နဲ့နှင်းမလိုက်ဘူးပေါ့ဟုတ်လားမောင်အတန်မှာနှာကျဲမှုနဲ့အတူဒေါရအရေးငွေပေါဝင်လာသည်ကျမကောင်းမငိမ့်ကောင်းမခပဲအေးခဲစွာငြိမ်သက်နေမိသည် ခမရတော်တော်အပြောင်းလဲမြန်တဲ့မိန်းမခရီးတလုံးကိုတန်မိုးမထားတတ်တဲ့မိန်းမမောင်တန်ကတဖြည်းဖြည်းကျေလောင်လာသည်။ကျမ၏ပခုံးကိုနောက်မှလက်နှစ်ဖက်ဖြင့်တင်းကျပ်စွာစုပ်ကိုင်းလှုပ်ရမ်းလေသည်။တပ်ဖြစ်ပါဖြစ်လို့ဟိုရုံးကလိုက်မယ်လို့ဖြေခဲ့သေးတယ်လေ။ဘာဖြစ်လို့ကျွန်တော်အချိန်တွေကိုခိုးယူခဲ့သေးတယ်လဲ။ခမရကြောင့်ကျွန်တော်ဘာတွေဆွလုပ်ခဲ့ရတယ်ဘာတွေနောက်ဆုပ်ခဲ့ရတယ်ဆိုတော့ထည့်မတွက်တော့ဘူး။ကျမတိုးတိတ်စွာရေမောမိပါသည်။မောင်ကကျမကို မခုနှစ်ဖက်မှကြံတန်းစွာဆွဲထု၏ထို့နောက်ကျမကိုနောက်ဖက်သို့ဆွဲခေါ်ကာသူနှင်းမျက်နှချင်းဆိုင်ဖြစ်အောင်ဆွဲလဲလိုက်ပါသည်မဟုတ်ဘူးနင်းကျွန်တော်စိတ်ဆိုးနေရမဟုတ်လားနင်းရဲ့စကားဆန္ဒအဲ့လိုမဟုတ်ပါဘူးမောင်ဤတုံရင်သောစကားအတန်ကိုနားထောင်၍မောင်ဤဖြူဖြော်သောမျက်နှာကိုမောကြည့်ကာကျမတကိုယ်လုံးရင်းရိုင်လာ၏နင်းကျွန်တော်နောက်ကိုလိုက်မှာပါနင်းကျွန်တော်ဘလောက်ချစ်တယ်ဆိုတာကျွန်တော်သိပါတယ်နင်းရဲ့ ကျမမောင်ကိုစိမ့်စိမ့်ကြည့်မိသည်ယောက်ျားတယောက်သည်ဒီမြကိုကိုကိုအထင်ကြီးနေအောင်ပြုပြင်ပြောင်းလဲပေးလိုက်သူမှာကျမကိုယ်တိုင်ဖြစ်သည်ဟုလက်မခံခြင်းသလုံးဖြစ်နေ၏နင်ဘာမှမစင်စားပဲအေးအေးဆေးဆေးလေးနေလိုက်ရအောင်နော်နင်စိတ်လုံရှာအောင်ကျွန်တော်လှုပ်လိုက်မိသလိုဖြစ်နေတယ်လာကျွန်တော်နှင်းကိုချစ်တယ်ကျမပကုံးပေါ်ကမောင်လက်များကို ကျမဖြင်းညင်းစွာဖယ်လိုက်သည်ထို့နောက်မောင်မျက်နှာကိုစိတ်စိတ်ကြည့်မိ၏ ိုစိတ်မလှုပ်ရှားပါဘူးကိုဘဝမှာအခုချိန်ဟာအတည်ငြိမ်ဆုံးအချိန်ပဲဒါထက်တည်ငြိမ်တဲ့အချိန်ရှိတော့မှာမဟုတ်ဘူးကျမနှုတ်ဖြားမှအေးဆေးစွာထွက်သွားတော့စကားသံကိုကျမကိုယ်တိုင်အံ့ဩသွား၏ကိုဒီမှာပဲနေမယ်ဒါပေမဲ့ကျွန်တော်ဒီမှာမနေနိုင်ဘူးနှင်းဟုတ်ပြီလေဒါကမောင်ဆန်တဲ့တက်တက်ပဲကိုရဲ့တံမိုးမောင်တိတာထက်ဒီရလူတွေကပိုတိတယ် လူတယောက်ဟာကုပတ်ဝင်ခြင်းအတွက်အသုံးကျရင်သူ့ဘဝမှာနေပြောတာပဲဒီမှာမောင်ဘာကြောင့်မနေနိုင်လဲဆိုတာကိုသိတယ်ဒီမှာမောင်ကိုတတ်မိုးထားတယ်လို့တယောက်မှမရှိဘူးကိုနဲ့ရှင်တွဲလိုက်တဲ့အခါမောင်ကပို့ပြီးတတ်မိုးကြသွားတယ်ဒီတော့မောင်ကိုအနာမှာဘယ်ပြောမလဲမောင်ဒီနောက်တို့တလန်းဆုပ်၍ကျမကိုမယုံကြည်နိုင်စွာငေးမောနေ၏တယောက်ကဒီမှာမနေနိုင်ဘူးတယောက်ကဟိုမှာမနေနိုင်ဘူး ဒီနေ့ရောက်မှတယောက်ယောက်ကရှော့ပြီးမှကိုလိုအိမ်တော်ကြီးမြင်းပါပဲဒါပေမဲ့ခက်တာကဘသူရှော့မှလဲဒါပေမဲ့နင်းကိုချစ်ခွင့်မတောင်းခင်လက်ထက်ခွင့်မတောင်းခင်ကလေးကကျွန်တော်ဆုံးဖြတ်ချက်ကိုဖွင့်ပြပေးသားပဲတကယ်လို့နှင်းဆန္ဒမရှိရင်အဲ့ဒီကလေးကနှင်းညင်းနိုင်သားပဲဘာဖြစ်လို့မငင်းခဲ့တယ်လဲအခုအားလုံးလွန်ပြီးကမှဘာဖြစ်လို့ရဲရဲဆက်ဆက်လှုပ်တယ်လဲကျွန်တော်အချစ်ကိုလည်းခမည်းဆော်ကားခဲ့တယ်ကျွန်တော်အချိန်တွေကိုလည်းခမည်းဖြက်စီခဲ့တယ် ကျွန်တော်ခုံတိတ်ခါအောင်လဲခမားဖြက်စီခဲ့တယ်။ခုကျွန်တော်ဘာလုပ်ရမှာလဲ။ဘာဆက်လုပ်ရမှာလဲ။ပြောရင်ပြောရင်မောက်အတန်တိမ်ဝင်ကပြောက်ွယ်သွား၏။ထို့နောက်နန်ရန်ဘတ်တို့ပြုံးခနေလဲကနန်ရန်ကိုလက်ဖြင့်ထောက်မိလျက်ထိုလက်ပေါ်မှာမျက်နှာမှောက်ချကတခဏတာငြိမ်သက်သွားသည်။ကျမသည်နေရာမှာမြင်းမြန်စွာရဲ့လျက်မောင်ကိုစိုက်ငင်းနေမိ၏။မောင်ရဲ့မဟုတ်ကိုဘလို့တင်းမှမှုမျိုးနဲ့ခွဲခွာရမှာလဲ။ ို့ဘဝမှာမောင်းတာကိုခွေရဖြစ်တယ်ဆိုတာမောင်မသိဘူးလား။ကျမသည် ကျမကိုယ်တိုင်ဤအထိတ်ပဲမရှိတော့တင်းမညင်းပယ်မှုကိုခါသိစွာဆက်ဆုပ်သွားမိ၏။မောင်းနောက်ကိုကျမလိုက်ဖို့အခုကတည်းကအစင်းသည့်ဖြစ်နေပြီသားမဟုတ်လား။ဘာကြောင့်မောင်းစိတ်စင်းရဲုံတသက်အဆန့်ကျင်စကားတွေပြောနေရတာလဲ။ကျမခြေတလန်းလှမ်းလိုက်စဉ်မောင်ဝါကျမကိုဖြုံးနှဲလှည့်ကြည့်၏။မောင်မျက်လုံးများနှီးကျင်နေတော့လေမျက်ရည်အရင်အငွေမရှိပါ။ကျွန်တော်စိတ်ကိုတည်ရနေ ဒီလမ်းကိုရွှေ့တယ်ဆိုတော့ဒါစိန်ခေါ်ရတသက်ပဲစိန်ခေါ်တဲ့လူကတေချာဖို့တော့လူတယ်နော်နှင်းအေးဆက်တော်မောင်စကားသည်ကျမရင်ထဲသို့ကြမ်းတမ်းစွာဝင်ရောက်သွားသည့်အခါကျမတုံ့နှုတ်သွားပါသည်မောင်ကကျမမျက်နှာပေါ်မှတုံ့နှုတ်ချောက်ချမှုကိုအကင်းပါစွာရှိမ့်မိသွားပြီးပြုံးလိုက်လေသည်ကျွန်တော်ဘက်ကတော့လုံးဝမလျှော့နိုင်ဘူးဆိုတာနှင်းကိုအသိပေးပြီးပြီပဲကျန်တာကနှင်းရဲ့ပြဿနာပဲဒါပေမဲ့ ကျွန်တော်နှင်းကိုနောက်ဆုံးအခွင့်ရေးပေးမယ်။နှင်းကျွန်တော်နောက်ကိုလိုက်ဖို့စိတ်ကူးနည်းနည်းရှိသေးရင်ကျွန်တော်တစ်နှစ်ပဲအချိန်ပေးတော့မယ်။တစ်နှစ်ကြာရင်ကျွန်တော်နှင်းကိုလှမ်းခုံမယ်။ဘာ MSC မှအကြောင်းမပြနဲ့။ဘာဝတ္ထုမှအကြောင်းမပြနဲ့။ကျွန်တော်တလတောင်အတိန်ဆောင်မခံနိုင်ဘူး။ကျွန်တော်လာစီခြင်းတဲ့အချိန်မှာနှင်းလာရမယ်။နှင်းလာခြင်းတဲ့အချိန်မှာကျွန်တော်မခေါ်နိုင်ဘူး။အဲ့ဒါကိုမြင်းမြတ်မှတ်ထား။ကျမမောင်ကိုတအံ့တအော်ကြည့်မိသည်။ မောင်သည်ရှုံးနေလျက်ကအနိုင်ဘက်သို့လှပစွာပြောင်းကျင်သူဖြစ်သည်။ကျမမျက်စိစုံမိတ်ကအော်ဟစ်ပြလိုက်။မလိုက်ဘူးဘယ်တော့မှမလိုက်ဘူး။မောင်ကျမအနေသို့ပြုံးခနဲပြန်ရောက်လာသည်။ထို့နောက်ကျမကိုဆွဲယူပွေးလိုက်သည်။နှင်းနဲ့ကျွန်တော်ဘသူကဘသူဆန္ဒကိုလမ်းရောရမယ်ဆိုတာနှင်းသိဖို့ကောင်းနေပြီ။ကျွန်တော်ကကျွန်တော်ကိုကြောတဲ့မိန်းမမျိုးဘယ်တော့မှတောင်းပန်အညံ့ခံလိမ့်မယ်လို့မထင်နဲ့။စောစောကမလိုက်ဘူးဆိုတဲ့စကားကိုနှင်းပြန်ရုပ်သိမ်းမှဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကကျွန်တော်ဇနီးကိုတနာငေ့ညာခြင်းနဲ့လူကြောက်လန့်ရိုတည်ခြင်းနဲ့လူမဟုတ်ဘူးနဲ့ကျွန်တော်ကိုအကြက်ကင်ဖို့တော့လုံးဝစိတ်မကူးနဲ့တသက်မှသွားမယ်နားလေလားမောင်ကကျမကိုကြမ်းတမ်းစွာလှုပ်ခပြည်ဤဒါပေမဲ့မောင်ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုယ်ကပိုင်တော့မပေါ်ကိုယ့်ပညာကိုမောင်မပိုင်ပါဘူးကိုယ်တင်ခြင်းနဲ့ပညာကိုသင်မယ်မောင်ဘာမှဆုံးဖြတ်ပေးစရာမလိုဘူးပိုင်သလားမပိုင်ဘူးလားသိကြည့်ရင်စမ်းကြည့်လိုက်လीအ တစ်နှစ်အတွင်းနှင်းမလိုက်လိုက်ရင်ဘာဖြစ်မယ်ဆိုတော့နှင်းတိသွားမှာပေါ့ကျမဒီမောင်ကိုဆက်ဆုပ်ယွန်ရှာစွာကြည့်မိသည်လက်ဆက်တက်တော့မောင်ကချိတ်ချောက်နေသေးတာကိုကျမမောင်ကိုတတ်တတ်သာဝေးကွာနိုင်နေဆိုတာအခုဒီမောင်မယုံနိုင်သေးဘူးပေါ့ကျမတယောပြုံပြုံပြလိုက်ပါသည်မောင်ကကို့ပညာကိုလည်းနှိမ်ချခြင်းနဲ့ကို့ကုံတိတ်ခါကိုလည်းနှိမ်ချခြင်းနဲ့ဘာကြောင့်လဲဆိုတော့မောင်ကကို့ထက်နှိမ်နေတာကို ယောက်ျားတယောက်ဟာသူ့မိမကိုမနာလို့ဖြစ်တတ်တယ်ဆိုတာကြားဖို့ဝင်မယ်ကိုမယုံခဲ့ဘူးအခုမှပဲလက်တွေ့ကြကြသိရတော့တယ်မောင်ကိုကိုမနာလို့နေတာမောင်မောင်ထက်တာတော့မရှုစိတ်ဖြစ်နေတာကိုပညာတတ်မအောင်မောင်ကြောက်နေတာတော်တော့မောင်ဒီတုံးလုံးချောက်စားစွာကျမကိုအော်ဟစ်ဟန်တာဤအောက်တန်းကြတဲ့အတွေ့တွေနဲ့အောက်တန်းကြတဲ့စကားတွေလာပြောမနေနဲ့နင်ကျမအေးဆက်စွာပြုံးလိုက်သည့်အခါကျမပခုံးပေါ်မှာမောင်းလက်များပြုတ်ကျသွားသည် အောက်တန်းကြတာဘသူလဲဆိုတာပဝင်းချေရန်သိပြီးသားနားလေလားကိုမင်းကိုဘာမစို့လက်ရောက်ခဲ့တယ်ဘာမစို့ငင်းညာခဲ့တယ်ဒါမင်းကိုတနာငင်းညာလို့ဆိုတာမင်းသဘောပေါက်ထားမင်းနဲ့ခွဲခွာမှာကြောက်လို့မဟုတ်ဘူးမင်းကိုတန်းတန်းတတလိုအပ်နေလို့မဟုတ်ဘူးမင်းနဲ့ဝေဖို့ကိုအစင်းနှင်းဖြစ်နေတာကာလတော်တော်ကြာခဲ့ပြီကိုကိုနောက်ထပ်ချင်းချောက်စကားတခွန်းမှမပြောနဲ့ဘယ်သူကပြက်သားတယ်ဆိုတာပြန်ကြရအောင်လား ကျမဤတည်ငြိမ်အေးစေသောစကားများကြောင့်မောင်နှောင်းတို့ရင်ရင်သွား၏။သို့တော်မောင်မျက်နှာမှာမြင်တွေ့နေကြမာနရိတ်ကဖြက်ခနဲရောက်လာသည်။ဒီလိုလား။နှင်းရကျွန်တော်နဲ့ क्वे ဖို့အစင်းနှင်းဖြစ်နေပေါ့။ဒေါရဖြင့်တုံလုံးထောက်ထားနေသောမောင်အတန်သည် တစိမ့်တယောက်၏အတန်ဖြစ်သည်။ကျွန်တော်ဘဝမှာအချက်ဆိုတာဘယ်တော့မှရှေ့တန်းမှမရှိခဲ့ဘူး။ဒီတော့နှင်းထက်ပိုပြီးကျွန်တော်ကအစင်းနှင်းဖြစ်တယ်ဆိုတာနှင်းနားလေထားပါ။ ကျမနာကျင်စွာရေမောလိုက်ပါသည်တိတ်နာလေတာပုံမောင်ရဲ့မင်းကိုဘယ်ချိန်မှလိုအပ်တယ်ဘယ်ချိန်မှမလိုအပ်တော့ဘူးဆိုတာကိုအသိဆုံးပေါ့နိမစကားပြောရလေမောင်မျက်လုံးလေးကကြံတန်းသောတော်ရကိုကျမရေဝန်းစွာမျက်လုံးချင်းစုံကြည့်လိုက်၏မင်းလိုအပ်တာမှန်သည်အကုန်ပြည့်စုံသွားပြီကိုမင်းကုန်နဲ့ကွဲဖို့အစ်စ်နှစ်ဖြစ်ပြီပေါ့ကို့အနာမှာမင်းမနေနိုင်ဘူးသူ့ဘက်ဝင်ကြုံမင်းမုန်းနေဆိုတာအလကားပြောတာ မင်းတကယ်ရင်မဆိုင်ရဲတာကကို့ပတ်ဝန်းကျင်မဟုတ်ဘူးကို့ကိုရင်မဆိုင်ရဲတာကို့ထက်မြင့်မြတ်တဲ့ဇနီးအနားမှာမနေနိုင်တော့အောင်ပူလောင်တဲ့ပိန်နှုတ်ထရလူလင်လိုပဲမင်းကို့အနားမှာမနေနိုင်ဘူးဒီတော့မင်းဝေးရအောင်ပြေးရမှာပေါ့ဒါသဘာဝကြပါတယ်ခမဆောင်းကားလာကြည်လာရင်နှင်းမောင်တန်နေအကွဲတုံရင်နေဤကျမမောင်ကိုဒစိမ့်တယောက်ကိုကြည်သည့်အချီမျိုးဖြင့်အေးဆက်စွာကြည်မိသည် ယခုမှတော့ကျမနောက်ဆုံးလို့မဖြစ်တော့ပါ။ရှေ့ဆက်တိုးယုံနာရှိတော်ဒီ။မင်းကိုရွေးချယ်လိုက်တဲ့အတွက်ကိုမားတဲ့ထင်သလားဆိုတဲ့မိကွန်းကိုချစ်သူဘွားတော်ကမေးမိခဲ့ဘူးလေ။အခုမှအဲ့ဒီမိကွန်းကိုကိုပြောမယ်။မင်းမှရှိနေသမျှယောက်ျားမနာကလေးတွေနဲ့အာတေမီနာထောက်မှာယူမော်။ကျမဤခက်ထန်ပြက်တောက်သောစကားကိုမှောင်မကြားရဲသလိုခေါင်းမသိမသာရမ်းခါ၏။ကျမသည်မောင်းမျက်နှာကိုစိုက်ကြည့်လျက်အညာအတာမရှိ အထင်းချုံမရှိ ပွင့်လင်းစွာပြောချပြလိုက်မိလေသည်ကိုမင်းကိုချစ်ခဲ့မိတာမှားတယ်ခုဘဝတစ်ခုလုံးအဖက်ဆယ်လို့မရအောင်မှားခဲ့တယ်ဒါထက်ပိုပြီးမှားတာကမင်းကိုလက်ထပ်ခဲ့မိတာပဲမင်းဟာကို့လိုဘကိုပဲကိုသိတဲ့ကောင်မင်းကိုလက်ထပ်ခဲ့တာဟာအချစ်အတွက်မဟုတ်ဘူးငွေအတွက်ဂုံတိတ်ခါအတွက်လက်ထပ်ခဲ့တာမင်းရဲ့နှမများမတန်တဲ့ဘဝကိုကိုကြောင့်မြင့်မားလာအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လက်ထပ်ခဲ့တာ မင်းရဲ့နှိမ့်ချက်နေတဲ့ဘဝကနေတိတ်မြင့်တဲ့နေရာတစ်ခုကိုရောက်ဖို့အတုံးချစရာပစ္စည်းတစ်ခုအဖြစ်ကိုယ်ကိုလက်ထပ်ခဲ့တာကိုကကိုကိုကိုတိတ်တန့်မှုကြီးတဲ့ဇနီးတရားလို့ထင်နေခဲ့တယ်တကယ်တော့ကိုကလေကားကြီးတစ်ခုပဲကျမ၏မျက်နာတို့မောက်လက်ဘဝကကြမ်းတမ်းစွာ အရှိန်ဖြင့်ရိုက်ထလိုက်သောကြောင့်ရုတ်တရက်အဆမတန်နာကျင်စွာလှုပ်ခနဲအော်လိုက်မိ၏ကျမ၏ကိုခန္ဓာသည်နှံရံဘက်သို့လွင့်ကရိမ့်ရံသွားလေသည် ကျမ၏မျက်နှာသချမ်းသည်ချက်ချင်းထူအန်ကချိန်ဆက်သွား၏ကျမဟုမညမတာရိုက်ချလိုက်သောမောင်ကိုကျမအားတင်း၍ဆစ်ဆစ်ကြည့်လိုက်သည် မောင်သည် နေရာမှာမလှုပ်မရှက်တွေ့တွေ့ကြီးရက်နေ၏မောင်မျက်နှာမှာဒေါသကိုမမြင်ရတုံ့လုံးချုပ်ချားမှုကိုသာကျမမြင်ရသည်မောင်နှခမ်းများသည်တင်းစိတ်မထားနိုင်ပဲခက်ဟဟပွင့်နေသည်သူလုံးလိုက်မိသည့်ပြစ်မှုဘလောက်ကြီးကျယ်သလဲဆိုတာပြန်လည်သတိရသွားပုံမျိုးဖြင့် မောင်မြက်လုံးများဝိုင်းဆိုင်လျက်ရှိသည်။ကျမသည်နန်းရံမှာပျော့ခွေစွာမှီလျက်က နာကျင်မှုကြောင့်တုံရင်စွာဒုညော့ကျသွား၏။သို့တော့ကျမမျက်လုံးများကိုမှောင်ထံမှမလွဲဖယ်ခဲ့ပါ။မောင်ဟိုတင်းမှဆူရှစွာစိုက်ကြည့်နေစေဖြစ်၏။မောင်မြက်ဝန်းမှာရှက်ရွံ့နာကျင်မှုကြောင့်ပြေရှင်လာတော့မျက်ရည်များကိုမြင်ရသည့်အခါကျမတယောသလိုမဲ့ပြုံပြုံလိုက်မိလေသည်။မောင်မြက်တောင်ပြားမှာခိုးတွဲနေသောမျက်ရည်ဥကလေးများ ပါပေါ်တို့လှိမ့်စင်းကြသွားသည်ကိုဂျေနက်အာရစွာကျမကြည့်နေစဉ်မှာကျမ၏ရွေးဝဲနေခဲ့သောမျက်ရည်များခန်းချောက်သွားခဲ့သည်ထို့နောက်မောင်သည် အခန်းအပြင်သို့တွေ့ယူသွေးတန်းထွက်ခွာသွားတော်သည်ဟုတ်ကဲ့ပါရှင်မိမကြောက်ရဖွင့်ဟဝင်ခံချက်ဆိုတဲ့ဝတ္ထုလေးကိုဒီနားလေးမှာခဏလောက်ရနာခွင့်ပြုပါနော်နောက်ထပ်တစ်ပိုင်းမှာစုံကြမယ်ရှင်နားစင်အားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်